တို့ကဒီ page တွေ facebook တွေကိုမတုံးသိမတုံးနောက်ပိုင်းမှာပေါ့နော်သိမတုံးမြစ်ဘူးသိမတုံးမြစ်ဘူးဒါတခါလေကြမှာ activity တွေတင်ပြတော့အရင်တော့ engagement မကောင်းမကောင်းတော့ post တွေတင်တဲ့အခါကျရင်ပုံမှန်အတိုင်းပဲတင်လို့ဆိုလို့ဆိုရှင်လဲဒီတိုင်းပဲပေါ့နော်အဲ့ဒါနဲ့ရိုက်လိုက်တဲ့အချိန်မှာ snapshot အတင်းတုံတဲ့ပုံစံဖြစ်သွားတော့အဲ့ဒါနဲ့ဂျူရနဲ့လည်းအပြင်မှာသိမတွေ့ရရှာဘူးဆိုတော့အဲ့ဒါနဲ့အတင်းတုံနေကြတယ်ဆိုပုံစံတင်လိုက်တာတကယ်ကြီး ွေဝိုင်းအတွက်ပေါ့နော်ပြီးတော့ဟိုအဓိကဒါ scale project တွေလည်းဖြစ်တယ်ပြီးတော့ဒီမှာနိုင်ငံဟိုပေါ့ဒါလေးစားနိုင်ငံတို့ brand ကိုဒီလင်းတာဆိုတော့ကိုတို့လည်းကြိုးပြီးပိတ်ခေါ်ထားတဲ့အတွက်တော့ဒီနေရာနေဝိုင်းပြီးတော့အပြည့်ပေးရပါတယ်ဒီကိုကတော့ပြောပြချင်း15မိနစ်အချိန်ရတယ်ဆိုတော့15မိနစ်မှာဆင်းလေးလေးဖို့ဆိုခဲ့ပါတယ်ပုံမှန်ဆိုလို့ရှိရင်ကိုတို့တွေ့နေကြမဟုတ်တဲ့ပေါ့နော်အဲ shopping center ကိုဈေးဝယ်ထွက်နေတဲ့ audience တွေကိုတွေ့ရတာမျိုးဆိုတော့ surprise တော့အမြဲဖြစ်နေပါဘာကြောင့်လဲဆိုတော့သူကခုမှစတွေ့ရဆို audience ဘက်ကလည်း surprise ဖြစ်လို့ကိုယ့်ဘက်ကလည်း surprise ဆိုရင်ကြိုမသိတာဘူးပေါ့နော်နောက်တစ်ခုကတော့ဒီနေ့ကြည့်ကြတာဒီနေ့က90 specific band လေးနဲ့လောက်တာဆိုတော့ shopping center မှာ band နဲ့လောက်တာရှားတယ်ဒါဆိုပြန်ဟုတ်ပါဒီဂျီနဲ့ပဲလောက်တာများတာလေဆိုတော့အဲ့ band band vibe လေးကို shopping center ထဲမှာရတာတော့ရတယ်ဟာဒီလိုကိုကတော့အများနဲ့ low end နေတဲ့လူပြောက်လို့ပဲ ထည့်တယ်ပေါ့နော်အခုခုကာလအပိုင်းသားဆိုပို့ပြီးတော့ထည့်သေးတယ်ကျွန်တော်တို့အများကြီးစူးစမ်းအထောက်အကူမရှိဘူးကိုယ့်ကိုယ်ကိုသိတယ်လေကျွန်တော် ကိုအများအားရှိရရှိခဲ့တဲ့ခြင်းလေးတွေကိုပဲစင်တိုင်းအားပေးနေတဲ့အဲပရိသတ်တွေ audience တွေပေါ်မှာပဲရှိတဲ့ခြင်းလေးတွေကိုပဲပြန်ဆိုပြနေရတော့လေဟိုတောင်းမထေသလိုတဲ့တစ်ခါလေးကန်လာတယ်ဆိုတော့အဲ့ဘက်ပဲပွဲတွေမှာတွေ့တဲ့အခါကိုချင်းဟောင်းလေးတွေကိုအများအားဆိုပြတဲ့ပရိသတ်တွေကိုတွေ့ရတိုင်းသူတို့နဲ့အတူပေါ့နော်အဲချင်းဒီကတဲ့ပတ်သက်ပြီးတောင်းချင်းဖို့အများကြီးကြိုးစားအောင်မယ်ဆိုတဲ့စိတ်လေးတွေဖြစ်ပါတယ်ကျေရတော့ကြာကလာမှာသူများသူများနဲ့ collaborate လုပ်တဲ့ခြင်းလေးတွေတော့ခက်စိတ်စိတ်ပေါ့နော်ဖြစ်ဖြစ်ပါတယ်အခုနောက်ဆုံးတော့ဘုတ် channel လေးကတော့ဇွဲပြေးတဲ့ဇွဲပြေးတဲ့ကိုတဲ့ ။နှောက်တွဲပြီးတော့ဆိုထားတဲ့မမတ်တည့်ရနေဆိုတော့အချင်းအစ်စ်ကလေးတစ်ပုဒ်တော့ပို့ရှိရတယ်။အဲလောလောလတ်လတ်ပေါ့နော် activity ကြတော့ဒါလေးရှိပါတယ်။အခုတော့ဒီ face တွေ Facebook တွေကိုမတုံးတိတ်မတုံးနောက်ပိုင်းမှာပေါ့နော်တိတ်မတုံးပြဘူးတိတ်မတုံးပြဘူးဒါတစ်ခါလေးကြာမှ activity တွေတင်ပြတော့အရင်လောက် engagement မကောင်းဘူး။ ကောင်းတော့ပို့စီတင်တဲ့အခါကျရင်ပုံမှန်အတိုင်းပဲတင်လို့ဆိုလို့ဆိုရင်လည်းဒီတိုင်းပဲပေါ့နော်အဲ့ဒါနဲ့ရိုက်လိုက်တဲ့အချိန်မှာ snapshot ကအတင်းတုတ်တဲ့ပုံစံဖြစ်သွားတော့အဲ့ဒါနဲ့ဂျူအန်နဲ့လည်းအပြင်မှာအသေးမတွေ့ရရှာဘူးဆိုတော့အဲ့ဒါနဲ့အတင်းတုတ်နေကြတယ်ဆိုပို့ပြီးတင်လိုက်တာဒီကဲဒီကနောက်လိုက်တာဒီကတော့အဲဘယ်လိုပြောလဲအဲ့ ချင်းအကြောင်းလေးတွေပြီးတော့ကိုဆက်လုပ်ရမယ့်အလုပ်ကလေးနဲ့ပတ်သက်တာတွေပြီးတော့ကိုဘယ်လိုမြင်လဲသူ့ဘယ်လိုမြင်လဲအဲပြီးတော့ညင်အဟိုဆက်သားတော့ပေါ့နော်မြင်ခီးထွက်ကြမယ်ဒါမျိုးလောက်ပါပဲအရင်ကြီးတော့ကြီးကြီးမားမားတော့မရှိဘူးတင်းကျူပီတိုင်းနဲ့တင်းကျူပီကျူပီနဲ့ကြောင်းနဲ့ကြောင်းတတိပေးသေးလားအဲ့တော့ဘယ်လိုပါမသိကြအောင်ဆောင်နေအောင်ကိုတတိပေးလိုက်ကိုပြန်တတိပေးမှာဆိုတော့မသိကြအောင်ဆောင်အဲ့လေဆုံးမလို့ပြောစရာစကားတွေကမဟုတ်ဘူးပေါ့မင်းတော့မဟုတ်ဘူးအမှန်တကယ်တော့အဲ့ဒီကပြောနေတာကတချင်းစုံကန်ဒီတချင်းကြောင်းပြောတာတကယ်တကယ်တော့ဒါပဲလေပုံသဏ္ဍာန်ဒိဋ္ဌုတ္တန်သွားတူနေတာအဲ့လိုမျိုးဖြစ် အဲဒီ gen ဟိုကိုရော generation မှာတော့အခုလက်ရှိကိုရော friend ဆိုပြီးတော့လှူထားတာလေးရှိရပေါ့နော်အဲ့ဒါတော့အဲအကိုရဲ့ jewel ရဲ့ပြီးတော့ missan ရဲ့ကနီနီခင်စောနဲ့အောင်ချက်ပေါ့နော်ဆိုတော့တကယ်ချင်း၅ယောက်ကတော့ချွန်းကိုင်းပြီးကိုင်းချွန်းပြီးပေါ့အမှန်တိုင်းပြောရင်တော့ဂီတလောက်ကတော့ဝင်လာတာ senior junior တွေပဲတကယ်တကယ်တော့လေဒါပေမဲ့အချိန်လေးတစ်ခုအချိန်တစ်ခုရောက်တဲ့အချိန်မှာတော့တယောက်ရဲ့အားသာချက်တယောက်ရဲ့အားနည်းချက်လေးတို့ဖေးဖေးမမနဲ့အကြံဉာဏ်တွေပေးပြီးတော့ပေါ့နော်တို့ရှေ့ဆက်နေကြတယ် အဲများသောအားဖြင့်တော့ online မှာတော့များသောအားဖြင့်ရှိကြတယ်ငါတို့ကအမြဲတမ်းစကားပြောတယ်အဲဟိုအပြင်မှာတော့မကြမကြချင်းတွေ့ကြတယ်ချင်းပြီးစုံကြတယ်ဟုတ်တယ်ဟုတ်တယ်တကယ်ကြီးဟုတ်ဟုတ်အဲ့ဒါလေးကစတယ်လို့ပြောလို့ရပါတော့အဲကျွန်တော်တို့ကတော့တောတောဆိုးတယ်ပဲကောင်းတယ်ပဲဒါပေမဲ့ခုနပြောလို့ငါတို့ပေါင်းပြီးလုံးလိုက်တဲ့အဲဟိုအမှတ်တရတစ်ခုကဒီခုပဲရှိတာပေါ့နော်အဲဒီခုပဲရှိတဲ့တော်တော်ပုံအမှတ်တရပြစ်ပါတယ်ဟုတ်ရှိရပါဘောရှိရပါဘောစေတုံးလုံးပြမယ်ဘိုးဘွယ်ထဲမှာဆိုရင်ဘိုးလားမသိရော ဲ့တော့မဟုတ်ပါဘူးမတိုင်းမှာအဲ့လောက်ကြီးကြီးမားမားတော့မရှိဘူးဆိုတော့ကိုကိုတို့ကဟိုရင်းနှီးရှေ့ရအောင်မတိုင်းပြောကြမယ်ဒါပါတော့အချင်းဒီစင်းလေးတစ်ပုတ်လုပ်မယ်ဒါမှမဟုတ်ပွဲလေးတစ်ပွဲဆိုမယ်ဆိုတော့မှငါကိုကတော့ဒီလိုအိုင်ဒီယာရှိတယ်ဒါတော့ဒီလိုအိုင်ဒီယာရှိတယ်ဒါကောင်းတယ်ဒါမှမကောင်းဘူးတခါတည်းဆုံးဖြတ်လိုက်တာပဲအဲ့နောက်မှခုတက်တော့မရှိဘူး မှာနှစ်ယောက်ကဆိုးအောင်လာရတော့ဆိုတော့ချိန်ထွေတိုင်းမှာသူကကိုယ်အခြေပြီးနေတယ်ပြတ်ပြတ်ပေးဟုတ်တယ်အဲအဲ့ဒါတော့ဟိုပြောမလဲတကယ်ချင်းတွေရဲ့ partner တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ကျွန်တော်တို့တကယ်ချင်းတွေပဲလို့ခံယူရတာပေါ့လေကျွန်တော်များသောအားဖြင့်တော့ပြီးပါတယ်အချိန်ပေးပါတော့အဲအားလုံးပဲကျွန်တော်တို့ဂျုံကြိုက်ပြီးတော့ပေါ့နော်အဲ UBY နဲ့ပတ်သက်ပြီးတော့မှ sorry ခွင့်ရတယ်အော် media နဲ့ media mix တွေနဲ့တွေ့ရတဲ့အခါမှာလည်းတက်နိုင်သလောက်အဲကို အဲနိုင်တဲ့စကားလေးတွေနဲ့ပေါ့နော်အခုလိုမျိုးပြောချခွင့်ရတဲ့တော့ဝမ်းသာပါတယ်ပြည်သားကမှလည်းဆောင်းတိုင်းကာလကိုရောက်တော့မယ်ပြီးရင်ငါနှစ်သိကူတော့မယ်ပေါ့နော်ဆိုတော့ခရစ်ခရစ်တဂရစ်တကူကိုကြော်ပြရတော့မယ်ဆိုတော့ကျွန်တော်တို့အချိန်တွေကတော့ပြပြချင်းတော့ရွေ့နေရပဲအချိန်တွေကသူ့အလုပ်သူ့လုပ်နေကြတယ်ဆိုတော့ကျွန်တော်တို့လည်းအဓိကချမ်းမာရေးကူးစိုက်ကြပါချမ်းမာပါစေအဲပြောလောက်ကန်စီးပွားရေးဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာမြန်မာစတာပါစား